မိမိတို့နိုင်ငံအပေါ်စီးပွားရေးအရာပိတ်ဆို့မှုတွေရှိနေတာကြောင့်ပို့ကုန်တွေတင်ပို့မှုရောနယ်လျက်ရှိကြောင်းနာဆကာဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကမတ်လ15ရက်နေ့မှာအေရှာဝေါ်စိတ်ကန်းတတားကိုလာရောက်ကြည့်ရှုရင်းပြောကြားခဲ့ပါတယ်။ဒါကြောင့်ရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကန့်သက်ချက်တွေကိုကြော်လွားပြီးပို့ကုန်တွေပို့မှုတုံးမြင့်တင်ပို့နိုင်ရေးနည်းလမ်းတွေကိုရှာဖွေဆောင်ရွက်သွားဖို့ညွှန်ကြားခဲ့ပါတယ်။ ပြည်ရင်းကောက်ထုတ်လုပ်မှုတွေကိုတိုးမြင့်ကဈေးကွက်ရှိပြီးဖြစ်တဲ့စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ထုတ်ကုန်ပစ္စည်းတွေကိုပုံမိုထုတ်လုပ်တင်ပို့နိုင်ဖို့လိုအပ်တယ်လို့လည်း၎င်းကဆိုပါတယ်။ပို့ကုန်တွေတိုးမြင့်ရရှိရေးအတွက်စိုက်ပျိုးရေးပန်းနိုင်ရည်မှန်းချက်အတိုင်းထွက်ရှိအောင်ဆောင်ရွက်ဖို့လိုပြီးအထွတ်နှုန်းကောင်းမွန်မှသာပြည်ပပို့ကုန်တွေလည်းတိုးတက်လာမှာဖြစ်တယ်လို့ NASA ကဥက္ကဋ္ဌကစက်ပြောပါတယ်။ ပြည်ရင်းကထုတ်လုပ်တဲ့စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေပြည်ပတင်ပို့မှုအပေါ်ကန့်သက်ထားတာမရှိလို့လင်းမြန်ချောမွေးစွာ တင်ပို့နိုင်ရေးတာဝန်ရှိသူအစဉ်စင်ကအလေးထားဆောင်ရွက်ဖို့လည်းညွှန်ကြားထားပါတယ်။စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ငွေကြေးခိုင်မာတောင်းတင်းတဲ့လုပ်ငန်းရှင်တွေအနေနဲ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေနဲ့၎င်းကိုအခြေခံထုတ်လုပ်တဲ့ကုန်ထုတ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍတို့မှာဦးစားပေးရင်းနှီးမြှုပ်နှံကြဖို့လည်းတိုက်တွန်းထားကြပါခင်ဗျာ။